ပတ်စံရှားရတာခက်တယ်လို့ထင်နေရတာပတ်စံရှားရတာခက်ရုံနဲ့မကောက်ဘူးပတ်စံကထိမ့်သိမ့်ရတာလည်းခက်တယ်ပတ်စံဆိုတာကအရေးချင်းရှိတဲ့လောက်ပဲရှားနိုင်တယ်အရေးချင်းရှိတဲ့လောက်ပဲထိမ့်သိမ့်နိုင်တယ်ဘာနဲ့တူလဲဆိုလို့ရှိရင်ကျွန်တော်နမူနာပြောပြကျွန်တော်တို့ရှိမှာခွက်တစ်ခုရှိတယ်အဲ့ခွက်ကကျွန်တော်တို့ရဲ့အရေးချင်းဆိုလို့ရှိရင်အဲ့ခွက်ဆန့်တဲ့လောက်ပဲကျွန်တော်တို့ကပတ်စံကိုရှားလို့ရတယ်ပတ်စံကိုထိမ့်သိမ့်လို့ရတယ်ကျွန်တော်တို့မှာ တောက်ရေခွက်ပဲရေချင်းရရှိရသလိုရှင်တောက်ရေခွက်လောက်ပတ်စံအောင်ပဲထိမ့်သိမ့်နိုင်တယ်ကျွန်တော်တို့မှာရေဖလားလောက်ရေချင်းရှိရသလိုရှင်အဲ့ဒီရေဖလားလောက်ပတ်စံကိုထိမ့်သိမ့်နိုင်တယ်ရှာဖွေနိုင်တယ်ကျွန်တော်တို့မှာဇလားလောက်ရေချင်းရှိရသလိုရှင်အဲ့ဒီဇလားလောက်ရှိတဲ့ပတ်စံကိုရှာဖွေနိုင်တယ်ထိမ့်သိမ့်နိုင်တယ်ကျွန်တော်တို့မှာတိုင်ကြီးလောက်ရေချင်းရှိလို့ရှင်အဲ့တိုင်ကြီးလောက်ပတ်စံကိုရှာဖွေနိုင်တယ်ထိမ့်သိမ့်နိုင်တယ်ကျွန်တော်တို့ကရေခွက်လေးပဲရှိပြီးတော့မှရေဖလားလောက်ရှိတဲ့ပတ်စံပတ်ထည့်လို့ရှိရင်မရဘူးကျွန်တော်တို့ဒီမှာရှိတဲ့ရေကွက်ထဲမှာရှိတဲ့ရေပဲရမယ်ကျန်တဲ့ရေကကျန်ကြပါလား အဲ့လိုပဲအရေးချင်းမများရှာလို့ပတ်စံမများရှာနိုင်လို့ပတ်စံကိုမများထိသိနိုင်အရေးချင်းရှိမှပတ်စံရှိပါလိမ့်မယ်အရေးချင်းမရှိဘဲနဲ့ကျွန်တော်တို့တစ်ခါလေးပတ်စံရဘူးလားရှိတယ်ချဲပေါက်တာဖဲနိုင်တာလောင်းစားလို့တာကောက်ရတာစသဖြင့်အမွေရတာကံကော်ပြီးမှပတ်စံဝင်အရေးချင်းကလိုက်ပြီးတော့မတက်လာဘူးဆိုလို့ရှိရင်အဲ့ပတ်စံအသိမကြောက်ဘူးပုံသွားလိမ့်မယ်ကတော့လိုပဲကို့မှာဖက်လောက်ပဲရှင်တော့အဲ့ဖက်လောက်ပဲကြံရလိမ့်မယ်ကြံတဲ့ခြေကပြေရှင်းကြအောင် အဲ့တော့ကိုယ့်ရဲ့အရေးချင်းကိုအိုးပေါအောင်လုပ်ပါကိုယ့်ရဲ့အရေးချင်းကောင်းဝင်ကောင်းတယ်ပတ်စံလေးအများကြီးရှာနိုင်လိမ့်မယ်ပတ်စံအောင်လည်းအများကြီးထိမ့်သိမ့်နိုင်တယ်ကိုယ့်ရဲ့စူးစမ်းမှုတွေအများထင်လာတဲ့နေ့ငွေတွေအများကြီးဝင်လာတဲ့ခါကြလို့ရှိရင်ကိုယ့်အပြည့်အဝခံနိုင်ဖို့အတွက်ကိုယ့်ရဲ့အရေးချင်းဆိုတဲ့ဖက်ကို ready ပြင်ထားဖို့လိုပါတယ်နောက်ဗီဒီယိုမှာကြောပြန်တွေ့ကြပါမယ်